လက်ထက်စာချုပ်ကိုမဖြစ်မနေချုပ်ဆိုဖို့လိုအပ်ပါသလားလက်ထက်စာချုပ်ချုပ်ဆိုမယ်ဆိုရင်ဘာတွေလိုအပ်ပါသလဲအားလုံးမင်္ဂလာပါကျမကတော့ LLB2 ဖြစ်ပါ မဆွေးနွေးပေးခြင်းတဲ့အကြောင်းအရာလေးကလက်ထက်စာချုပ်ကိုမဖြစ်မနေချုပ်ဆိုဖို့လိုအပ်သလားဆိုတာနဲ့လက်ထက်စာချုပ်ချုပ်ဆိုမယ်ဆိုရင်ဘာတွေလိုအပ်လဲဆိုတာနဲ့ဆက်လင်းပြီးတော့အကြံဉာဏ်လေးဆွေးနွေးပေးမှာပဲဖြစ်ပါတယ်။အခုဆွေးနွေးမှုကတော့မြန်မာဗုဒ္ဓဘာသာဝင်တွေအတွက်ဆွေးနွေးပေးခြင်းဖြစ်ပါတယ်။မြန်မာတလေးထုံတန်းဥပဒေရာလက်ထက်စာချုပ်ချုပ်ဆိုရမယ်လို့ဖော်ပြထားတာမျိုးမရှိပါဘူး။ကာကရှင်နှစ်ဦးလုံးကလင်မယားဖြစ်စေရန်ရည်ရွယ်ချက်နဲ့အတူပေါင်းသင်းနေထိုင်ခဲ့တယ်ဆိုရင်လင်မယားအရာမြောက်ပါတယ်။ကာကရှင်နှစ်ဦးရဲ့ က်ဆန္ဒကသာလင်အဓိကလို့ဖော်ပြထားပါတယ်။ဒါကြောင့်မလို့ဥပဒေကြောင်းအရမဖြစ်မနေလက်ထက်စာချုပ်ထုတ်ဆိုဖို့မလိုအပ်ပါဘူး။ဒါပေမဲ့လည်းလက်ထက်စာချုပ်ကိုချုပ်ဆိုထားတဲ့အကြောင်းအရာလေးတွေရှိပါတယ်။ဥပမာအားဖြင့်နှစ်ဦးလုံးကနိုင်ငံခြားကိုသွားချင်တာပဲဖြစ်ဖြစ်တဦးဦးကနိုင်ငံခြားမှာသွားပြီးတော့အလုပ်လုပ်ကင်နေတာကိုကြံတဦးကဇနီးခင်မွန်အနေနဲ့လိုက်သွားချင်တာမျိုးရှိတယ်ဆိုရင်သက်ဆိုင်ရာဌာနတွေမှာလင်မယားဖြစ်ကြောင်းနဲ့ပတ်သက်ပြီးတော့လက်ထက်စာချုပ်ကိုတင်ပြရတာမျိုးရှိပါတယ်။အဲ့ဒီ ီချိန်မှာလည်းတရားရုံးမှာပြုလုပ်ထားတဲ့လက်ထပ်စာချုပ်ကိုပဲတက်ဆိုင်ရာဌာနတွေကလက်ခံပါတယ်။ရှေ့နေတွေအုပ်ချုပ်ရေးမှုတွေနဲ့လုပ်ထားတဲ့လက်ထပ်စာချုပ်မျိုးကိုလက်ခံတာမျိုးမရှိပါဘူး။ဒါကြောင့်မလို့တရားရုံးမှာလက်ထပ်စာချုပ်ချုပ်ဆိုထားတင်တာပဲဖြစ်ပါတယ်။အဲ့တော့တရားရုံးမှာလက်ထပ်စာချုပ်ချုပ်ဆိုမယ်ဆိုရင်ဘာတွေလိုအပ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့ဆွေးနွေးပေးမှာပဲဖြစ်ပါတယ်။ တရားရုံးမှာလက်ထက်စာချုပ်ချုပ်ဆိုမယ်ဆိုရင်နှစ်ဦးလုံးဟာဗုဒ္ဓဘာသာဝင်နေဖြစ်ရမယ်။နှစ်ဦးလုံးကအသက်18နှစ်ပြည့်ရမယ်။အမျိုးသမီးကမုတ်ဆိုးမတလင်ကွာမဟုတ်ရင်အသက်20ပြည့်ရမယ်။လိုအပ်ချက်အနေနဲ့ကတော့နှစ်ဦးလုံးရဲ့မတ်ပုံတင်မှုရင်းနေလိုအပ်တယ်။တက်တည်၂ရောက်လိုအပ်တယ်။တက်တည်၂ရောက်ရဲ့မတ်ပုံတင်မှုရင်းနေလိုအပ်ပါတယ်။လက်ထက်စာချုပ်ကိုလည်းကိုယ်တိုင်ပြင်ဆင်ပြီးတော့ယူဆောင်သွားမှာဖြစ်ပါတယ်။တရားရုံးကတော့အစိုးရယုံပိတ်ရက်တွေနဲ့စနေတနင်္ဂနွေတွေမှာပိတ်ပါတယ်။ဘယ်တရားရုံးမှာဆောင်ရွက်ရမလဲဆိုရင် ော့မြန်မာနိုင်ငံမှာရှိတဲ့ဘယ်တရားရုံးမှမဆိုလက်ထက်စာချုပ်ကိုပြုလုပ်ဆောင်ရွက်လို့ရပါတယ်။ဒီနေ့ဒီမှာဆွေးနွေးပြီးခဲ့တဲ့အကြောင်းအရာလေးကလက်ထက်စာချုပ်ကိုမဖြစ်မနေချုပ်ဆိုဖို့လိုအပ်သလားဆိုတာနဲ့လက်ထက်စာချုပ်ချုပ်ဆိုမယ်ဆိုရင်ဘာတွေလိုအပ်လဲဆိုတာနဲ့ဆက်လင်းပြီးတော့အကြံဉာဏ်လေးဆွေးနွေးပြီးခဲ့တာပဲဖြစ်ပါတယ်။နောက်တစ်ပိုင်းမှာတော့ကျွန်မတက်ဆိုင်ရာခေါင်းစဉ်လေးလိုက်ဆက်ပြီးတော့ဆွေးနွေးပြီးသွားပါအောင်မယ်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။